ကမ္ဘာတဝန်းရှိအစိုးရများကလေပြန်စွာကြီးထွားလာနေတဲ့ Israel Iran ပဋိပက္ခ၌ပိတ်မိနေကြတဲ့၎င်းတို့၏နိုင်ငံသားထောက်ပေါင်းများစွာကိုပြန်လည်ခေါ်ယူရန်စ조사လျက်ရှိရာအချို့ကဘတ်စကားများဆွေစင်ပေးခြင်းလေများဆွေစင်ပေးခြင်းအချို့အစိုးရများကပြည်သူတို့နယ်စပ်ကိုခြေချင်းဖြတ်တန်းရနိုင်အကူအညီပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါတယ်။ Israel ကဇော်လ7ရက်မှာ Iran နျူကလ ియర్ တည်နေရာများနဲ့စစ်ဘက်နေရာများကိုပိတ်မတ်ထားတဲ့မကြုံစဘူးတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့ပြီးနောက် အီရန်ဘက်ကလက်တုပ်ပြလာတဲ့အနေအထားတွေနိုင်ငံသားများဟာအစ္စရေးနိုင်ငံမှ၎င်းအီရန်နိုင်ငံမှ၎င်းအလင်းများထွက်ခွာနေကြပါတယ်။အစ္စရေးလေပိုင်နက်ကိုပိတ်ထားခြင်းနှစ်နိုင်ငံဒုံးကျည်များဖြင့်အပြန်အလှန်ပြစ်ခတ်နေခြင်းတို့နဲ့အတူလူအများများကိုဂျားနိုင်ငံများမှတဆင့်ရွှေ့ပြောင်းပေးနေရပါတယ်။ဥရောပနိုင်ငံများက၎င်းတို့၏နိုင်ငံသားရာပေါင်းများစွာကိုအစ္စရေးနိုင်ငံမှတဆင့်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ချက်နစ်ဆလိုဘက်ကီးယားတို့ကဇော်လ18ရက်မှာ၎င်းတို့ရဲ့နိုင်ငံသား181ဦးကိုအစိုးရလေယာဉ်များဖြင့်နေရက်သို့ပြန်လည်ခေါ်လာခဲ့ပ ပါတယ်။အစ္စရေးစီကိုစစ်လေရင်စစ်လွတ်လွတ်မဖြစ်နိုင်ပါဘူးလို့ချက်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးလေပိုင်နက်ကိုပိတ်ထားတာကြောင့်စစ်လေရင်စစ်လွတ်ရမရဘူးဆိုပါတယ်။ ကဲထုတ်လာသူတွေကိုဘတ်စကားတွေနဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့လေဆိပ်ကိုခေါ်လာခဲ့ပါတယ်။သူတို့ကနေဆက်ကိုခြေချင်းဖျက်ဆောက်လာခဲ့ကြတာပါလို့ဆိုပါတယ်။ဂျာမနီအစိုးရကဂျော်ဒန်မှာတစ်ဆင့်ပြန်တမ်းပြီးလေယာဉ်ခီးစင်များကိုဇော်လာ၁၈နဲ့၁၉ရက်တို့မှာစီစဉ်ပေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ပိုလန်က၎င်း၏နိုင်ငံသားများတဲကပထမဆုံးနိုင်ငံသားများဟာဇော်လာ၁၈ရက်မှာပြောင်းလာတာလို့ပြောပါတယ်။ဂရိကနိုင်ငံသားအများပြအပြင်၎င်း၏နိုင်ငံသား၁၅ဦးကိုအီဂျစ်မှာတစ်ဆင့်ပြန်လည်ခေါ်ယူခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။၁၄၈ဦးလိုက်ပါလာတဲ့ပုဂ္ဂလိကပိုင်လေယာဉ်ဟာဇော်လာ၁၉ရက်မှာ ာဘူဂေးရီးယားမြို့တော်ဆိုဖီယာသို့ဆင်းသက်ခဲ့တယ်လို့သိရပါဗျ။အစ္စရေးနိုင်ငံဆိုင်ရာအမေရိကတပ်အမတ်ကအမေရိကန်နိုင်ငံသားများကိုလေကြောင်းရေကြောင်းတို့ဖြည့်ခေါ်ဆောင်မြည်အစီအစဉ်များကိုဇွန်လ18ရက်မှာကျင်းပခဲ့ပါတယ်။တန်ယုံဟာအစ္စရေးကထွက်လာခြင်းနဲ့အမေရိကန်နိုင်ငံသားတွေအတွက်ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လူတေသင်္ဘောတွေထွက်ခွာရေးကိုဆောင်ရွက်နေတယ်လို့တန်အမတ်မိုဟာကာဘီက S တွေ posting ခဲ့ပါတယ်။ ဩစတြေးလျက၎င်း၏နိုင်ငံသား1500ဝန်းကျင်ကိုအီရန်မှ၎င်း1200ကျော်ကိုအစ္စရေးမှ၎င်းခေါ်ဆောင်ရေးကိုစတင်ဆောင်ရွက်နေပြီဖြစ်တော်လဲဒုံးကြီးဒရဆက်ပြစ်ခတ်မှုများကြောင့်အီရန်နှင့်အစ္စရေးတို့တွင်အရက်ပတ်လေးဆင်းသက်ရဲ့အနေအများလုံးနေလို့ဩစတြေးလျနိုင်ငံသား၏ဝန်ကြီးကပြောကြားခဲ့ပါတယ်လူတွေကိုခေါ်ဖို့အရက်ပတ်လေးရင်တွေဝင်လို့မရပါဘူးအနေအများလုံးပါတယ်လေပိုင်နက်ကိုပိတ်ထားပါတယ်လို့ဩစတြေးလျနိုင်ငံသား၏ဝန်ကြီးပန်နီဝမ်ကအမျိုးသားရုပ်တံလွှတ်ဌာန ABC ကိုပြောကြားခဲ့ပါတယ်ကျွန်တော်တို့ကဩစတြေးလျနိုင်ငံသားအနေငယ်ကို နယ်ဆက်ဖြတ်တန်းရေးဂိတ်ကတဆင့်အစ်စရစ်ပြင်ပတ်ကိုခေါ်ဖို့အခွင့်အရေးရခဲ့ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်